မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီလည်းယာယီအပြစ်ရကြောင်းကြေညာတဲ့အကြောင်းတင်ဆက်ပေးပါမယ်နေပြည်တော်စင်ယုံကထုတ်ပြန်တဲ့အဲ့ဒီကြေညာချက်မှာချွင်းချက်များလည်းပါဝင်ပြီးလက်နက်ကိုင်တွေအနေနဲ့အင်အားစုဆောင်ခြင်းနဲ့စုဖွဲ့ပြင်ဆင်ခြင်းတို့ပါလုပ်နေတာဆက်လိုက်တိုက်ခိုက်မယ်လို့ဆိုပါတယ်မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်နောက်ဆက်တွဲကင်းစင်အတွက်2025 AP နှစ်ရက်မှ22ရက်တိယာယီအပြစ်ရကြောင်းစစ်တပ်ကဒီကနေ့ညပိုင်းမှာကြေညာလိုက်ပါတယ် ညီငလေးနောက်ဆက်တွင်ကင်းစိန်ဤတွင်ယာယီအပြင်းရက်မယ်ဆိုရဲလက်နက်ကင်တပ်ဖွဲ့ရင်းရဲ့ကံလန့်ချက်တွေကိုစစ်ကောင်းဆောင်ပို့ဆောင်မှုကြီးမင်းအောင်လိုင်းကမနိကပေးချလိုက်ပြီးနောက်စစ်တပ်ကဒီကနေ့မှယာယီအပြင်းရက်မယ်လို့ထပ်မံကြေညာတာဖြစ်ပါတယ်။ ယာယီပြကတ်တိုက်ခိုက်မှုရက်စံရေးကာလလို့စစ်တပ်ကရည်ညွှန်းဆိုတဲ့အဲဒီကာလမှာအပြစ်ရထားမှဖြစ်တော့လေစစ်တပ်ကလက်မခံတဲ့ချင်းချက်တွေကိုချိုးဖောက်တဲ့လက်နက်ကိုင်းတွေကိုတော့တံပြန်တိုက်ခိုက်မယ်လို့စစ်ကောင်စီထုတ်ပြန်ချက်ကဆိုပါတယ်စစ်ကောင်ဆောင်ရင်စေယုံကထုတ်ပြန်တဲ့အဲဒီကြီးညာချက်မှာလက်နက်ကိုင်းတွေအနေနဲ့အင်အားစုဆောင်ခြင်းနဲ့စုဖွဲ့ပြင်ဆင်ခြင်းတို့လုပ်နေပါကဆက်လက်တိုက်ခိုက်မယ်လို့ဆိုပါတယ်ဒါအပြင်စစ်သွေးရေးလမ်းကြောင်းများအရက်သားများနဲ့တပ်စခန်းတပ်ဌာနချုပ်တွေကိုတိုက်ခိုက်ခြင်းနေအမြီးချဲ့တွင်ခြင်းတို့ပြုလုပ်ပါကတံပြန်တိုက်ခိုက်မယ်လို့လည်းဆိုပါတယ်ငလျင်လုပ်ပြီးနောက်စစ်ကောင် စီတိုက်ခိုက်နေတဲ့တပ်ဖွဲ့တွေဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG PDF ကဧပြီလ13ရက်နေ့ထိနဲ့ညီနာမဟာမိတ်များဖြစ်ကြတဲ့ရခိုင်တပ် AA ကိုကန်တပ် MNDA နဲ့တောင်တပ် DNL တို့ကဧပြီတလတာတစ်ဖက်သက်အပြစ်ရကြောင်းကြေညာထားပါတယ်။ ဆက်လက်ပြီးမြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုနဲ့စစ်မှတ်ပြုခြင်းချက်ချင်းရတန်ဖို့ကုလတောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံကတဘာဝဘေးနဲ့တင်ခဲ့တဲ့ဒေသတွေမှာမြန်မာစစ်တပ်မှလှုပ်ဆောင်နေတဲ့အကြမ်းဖက်မှုပုံစံမျိုးနဲ့ပဋိပက္ခမှာပါဝင်ပတ်သက်နေသူအလုံးအနည်းနဲ့စစ်မှတ်ပြုခြင်းတွေကိုချက်ချင်းရတန်ဖို့ကုလသမဂ္ဂကဤပြည်လာတရနေ့မှာတောင်းဆိုလိုက်တာပါ။တဘာဝဘေးနဲ့တင်ခဲ့တဲ့ဒေသများမှာမြန်မာစစ်တပ်မှစီရင်လှုပ်ဆောင်မှုတွေဆက်လက်လှုပ်ဆောင်နေခြင်းကနောက်ထပ်အသက်ဆုံးရှုံးမှုတွေရှိလာနိုင်လို့ပြည်သူတွေကိုကာကွယ်ဆောင်ရှောင်ရင်းနဲ့အသက်ငယ်အကူအညီများပေးဖို့ရည်ရွယ်မှ ာသာအယုံဆိုင်ပြီးမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျူနီပီရှော့ကမီဒီယာတွေကိုဖြေကြားတဲ့အစီရင်ခံစာမှာတောင်းဆိုထားတာဖြစ်ပါတယ်။လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးရေးလုပ်ငန်းများမှာအဖက်ဖက်မှအရေးတကြီးလမ်းဖွင့်ပေးမှာဖြစ်ပြီးအကူအညီပေးရေးလုပ်သားများပြီးခင်လုံခြုံရေးနဲ့ပြည်ထောင်တဲ့ဒေသတွေကိုလုံခြုံစေချပြီးအတားအဆီးမရှိဝင်ရောက်ခွင့်ရရှိရေးကိုလည်းတောင်းဆိုထားပါတယ်။ ပြန်လည်တင်းမြတ်တဲ့လမ်းကြောင်းရရှိဖို့လည်းအကြံဖတ်မှုအဆုံးသတ်ဖို့လိုအပ်ကြောင်းကုလသမဂ္ဂနဲ့မိဖအဖွဲ့အစည်းတွေအားလုံးကိုလူသားချင်းစာနာမှုဆိုင်ရာလူအချက်တွေအထူးသဖြင့်ထိခိုက်လွယ်ဆုံးနေပြည်သူများဖြည့်ရှင်းဆောင်ရွက်နိုင်ဖို့ကန့်သက်ချက်မရှိဝင်ရောက်ခွင့်လည်းလိုအပ်ကြောင်းဆိုပါရယ်။ငလင်ကမြမပြည်သူပြည်သားတွေကြုံတွေ့နေရတဲ့ပုံမှန်ဆိုင်တဲ့အားနည်းချက်တွေကိုပေါ်လွင်စေပြီးပုံမှန်ကျေပြန့်လာတဲ့အချက်တွေကိုနိုင်ငံတကာမှဆက်လက်အာရုံစိုက်ဖို့လိုအပ်ကြောင်းထင်ရှားစေခဲ့တယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျူလီပီရှော့ကဆိုပါရယ်။မြန်မာနိုင်ငံဆိုင်ရာကုလသ တမကအထူးကိုယ်စားလှယ်ဂျူနီပီရှော့ကမြန်မာနိုင်ငံရဲ့အိန္ဒိယနိုင်ငံဖြစ်လာတဲ့အိန္ဒိယနိုင်ငံကိုတွားရောက်ခဲ့စဉ်ကလည်းဒေတာရင်းငလင်ဆိုရင်ပူပန်မှုတွေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ပြီးအကူအညီများပံ့ပိုးနိုင်ဖို့ပုံမကောင်းမွန်တဲ့ညှိနှိုင်းဆောင်ရွက်မှုအတွက်အလေးပေးဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။အဖွဲ့ဝင်နိုင်ငံများနဲ့အခြားအလူရှင်နိုင်ငံတွေထံတုံ့ပြန်ဆောင်ရွက်ချက်တွေတိုးမြှင့်လှုပ်ဆောင်နိုင်ဖို့အတွက်လိုအပ်သလိုအသုံးပြုနိုင်တဲ့ရှမ်ပွန်ကွေများအလင်းအမြန်ထောက်ပံ့ပေးဖို့လည်းတောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာငလင်းလောက်ခတ်တဲ့မလ28ရက်ကစပြီးဒီကနေ့ထိစက်ကောင်စီကမကွေးပဲခူးစကိုင်းမန္တလေးရှမ်းကရင်ရခိုင်ကချင်းတို့မှာလေကြောင်းပုံကျဲတိုက်ခိုက်မှုတွေစတိုင်ပြုလုပ်နေမှုတွေရှိပါတယ်။နောက်ထပ်တပုတ်အနေနဲ့အကျန်းဖက်စတက်ကစမ်းမိုင်ကန္နာကွန်နှိတ်ကွတ်ထားမှုကြောင့်ငလင်းတန်ခံရသူများအကူအညီမဲ့နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စေကူသားမှုအညိုတကြီးပိတ်ပင်ခံနေရချိန်မှာငလင်းကြောင်းစေယုံများပြပြက်စီးသွားရာအာနာသိန်းစတန်ရဲ့စနစ်တကျဖျက်ဆီးထားမှုထင်ထင်ရှားရှားပေါ်ပေါက်လာတယ်လို့ဆိုပါတယ်။မလာကုန်ပိုင်းကလောက်ခတ်ခဲ့ တဲ့အင်အားပြင်းကလင်တန်းကြောင့်မြန်မာနိုင်ငံမှာအချိန်တိုတွင်ပျက်စီးဆုံးရှုံးမှုတွေပေါ်ပေါက်လာသလိုစံမိုင်းစောင့်ရှောက်မှုကဏ္ဍကိုစနစ်တကျဖျက်ဆီးထားတဲ့အာဏာသိမ်းစစ်တပ်ကစံမိုင်းဝန်ထမ်းတွေကိုဖျက်ဆီးထားတာဖြစ်ကြောင်းတိကြိုက်တည်ဆုံးသူတွေဆိုးရွားစွာဖြစ်ပေါ်နေပါတယ်။မလ28ရက်မွန်တဲချင်းက Restars Gate 9.9အစဉ်ရှိငလင်တန်းကြောင့်မန္တလေးဇက်ကိုင်းနေပြည်တော်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာတည်ဆုံးသူဦးရေ1900ကျော်လာပြီဖြစ်ပါတယ်။ထို့အတူငလင်တန်းကြောင့်စံမိုင်းစောင့်ရှောက်မှုဆိုင်ရာအခြေခံအဆောင်များလည်းပြိုကျပျက်စီးသွားပါတယ်။ စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်ရှိအကြီးဆုံးပြည်သူ့စေယုံတစ်ခုဖြစ်တဲ့ကရင်တထောင်မှာအရေးပေါ်ဌာနတစ်ခုလုံးပြုတ်ကျပျက်စီးသွားခဲ့တယ်လို့ပြည်မနာမြို့နယ်မှာလည်းကရင်နေရာဆန်မြို့နယ်စေယုံပါဝင်အခြားစေယုံများလည်းထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါအပြင်နေပြည်တော်ဥတ္တရာတိမြို့နယ်ရှိအကြီးဆုံးပုဂ္ဂလိကစင်ယုံတစ်ခုဖြစ်တဲ့ဥတ္တရာတိစင်ယုံကိုပင်လုံစင်ယုံမှာလည်းပြသမှုတွေရှိကဝန်တန်းဆယ်ဦးထက်မနည်းတည်ဆုံနေလို့စင်ယုံတာဝန်ရှိသူတောင်းကပြောပါရယ်အလာဒူးအင်အားပြင်ငလင်တန်းကိုစိုးစိုးရွားရွားကြုံတွေ့ခဲ့ရတဲ့မန္တလေးမြို့မှာလည်းစင်ယုံအများပြားထိခိုက်ပျက်စီးသွားပါရယ်ငလင်တန်းမတိုင်ခင်ကလေးကစစ်တပ်ကမန္တလေးမြို့ရှိစင်ယုံစည်းကမ်းတချို့ကိုလုပ်ငန်းလုပ်ကိုင်ခွင့်ပိတ်ပင်ထားတဲ့အတွက်အခုအရေးပေါ်အခြေအနေမှာပြည်သူတို့အချိန်မီကုသခွင့်ခံယူခွင့်ဆုံးရှုံးနေပါရယ်မလ28 ှင်းရဲ့ညပိုင်းကစိမ့်ယုံမှာကတိမလောက်တာကြောင့်လူနာတွေကိုမြေပြင်ပေါ်မှာသာချထားမယ်လို့မြင်တွေ့သူတွေကပြောခဲ့ပါတယ်။သွေးရီအလင်းလေးနဲ့လူနာတွေကိုစိမ့်ယုံဝင်ဝါကနေတော့လမ်းမြင်နေရတယ်။ဆရာဝန်တွေကတော့မနိုင်ဝင်ဖြစ်ပြီးဘာမှမလုပ်ပြနိုင်တော့ပဲထိုင်ကြည့်နေရတယ်လို့အခြေအနေကိုတွေ့မြင်နေရသူတအုပ်ကပြောပါတယ်။ 2021ဖေဖော်ဝါရီလမှာမဲမသက်မှာမှုရှိတယ်လို့ဆဆွဲပြီးစစ်တပ်ကအနာသိမ်းလိုက်မှုနောက်ဆက်တွဲအနေနဲ့ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍခရော်နီခရော်နဲ့ဖြစ်လာတဲ့အခြေအနေမှာငလင်းတန်းခံနေရတဲ့အချိန်မီပုံမထင်ရှားလာပါတယ်။အနာသိမ်းပြီးနောက်ပိုင်းစစ်တပ်ကကျန်းမာရေးဝန်ထမ်းတွေကိုပြတ်မတ်ထားဖမ်းဆီးမှုအပါအဝင်ကဏ္ဍတစ်ခုလုံးကိုစနစ်တကျဖျက်ဆီးခဲ့ပါသေးတယ်။လေနှစ်အတွင်းမန္တလေးအခြေဆိုင်ပုဂ္ဂလိကဆေးရုံ9ရုံ၊ရန်ကုန်အခြေဆိုင်ဆေးရုံ2ရုံကိုစစ်တပ်ကအတင်းအဓမ္မပိတ်ပင်ခဲ့ပါတယ်။ အာနာဖီဆန်ကြီးလှုပ်ရှားမှုစီရီယံမှာပါဝင်တဲ့ဆရာဝန်တွေကိုခန့်အပ်ထားရဆိုတဲ့ဆက်ဆွဲခြင်းနဲ့စစ်တပ်ကပိတ်ပင်ထားတာဖြစ်ပါတယ်။စစ်တပ်ကထားမှတ်ထားတဲ့မူဝါဒရီဆိုးရွားမှုတန်ကိုကြုံတွေ့နေရခြင်းဖြစ်တယ်လို့ရန်ကုန်ခြေဆိုင်ဆရာဝန်တအုပ်ကတုံ့သက်ပါတယ်။အဆိုပါဆရာဝန်မှာရန်ကုန်ပြည်သူစေယုံနဲ့နေပြည်တော်ကရင်တထောင်ဆန်စေယုံတို့မှာအကြီးတန်းခွဲစိတ်ဆရာဝန်နဲ့စေယုံအုပ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ဘူးသူဖြစ်ပါတယ်။မန္တလေးကပုဂ္ဂလိကစေယုံတချို့ဟာစစ်တပ်ရဲ့အမိန်ကြောင့်ငလင်းမတိုင်မီကလေးကလက်ပတ်နိုင်ခြင်းမရှိတော့ပါဘူး။ကျန်တဲ့ပုဂ္ဂလိကစေယုံများဆိုလည်းပြ ်စီးသွားလို့ကုသပေးနိုင်ခြင်းမရှိတော့ပဲအားလုံးဒီပါပြိပင်ထားတယ်လို့သူကဆက်ပြောပါတယ် စီဒီအန်ကျမ်းမာရေးဝန်ထမ်းတွေကိုအလောက်ခံထားမှုဆဆွဲကြတဲ့မန္တလေးမြို့ရှိပန်းလိုက်မြက်ချယ်တီမြက်ဝီလီယံမင်္ဂလာမျိုးဆက်လန်ဒန်စီဝကနဲ့ငိမ့်ချမ်းအမြီးအားစေယုံတွေကိုအလင်းမတိုင်မီမလဆန်ပိုင်းမှာစစ်တပ်ကပိတ်ခိုင်းခဲ့ပါတယ်။ဒါပြင်မြို့တော်နန်းတော်ကန်ကောထက်နေလင်းစိန်ပန်းကျေစင်လင်းဒူဝန်အမြီးအားစေယုံတွေမှာလည်း2022မှ2023ဒီနှစ်တာအတွင်းမှာအပိတ်ခံခဲ့ရတာပါ။အလာဒူအခုနှစ်ဖေဖော်ဝါရီလအတွင်းရန်ကုန်ရှိသမိုင်းစိန်ယုံကောင်းစိန်ယုံကျမ်းမာဒုက္ခစိန်ကနေ OSC စေယုံများပိတ်ထားခဲ့ပါတယ်။စစ်တပ်ရဲ့ ဆိုပါတိုက်ခိုက်မှုကပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာဈေးဘက်ဆိုင်ရာဝန်ထမ်းအင်အားကို ပြက်စီးစေခဲ့ပါတယ်။မန္တလေးမှာဈေးဘက်ဆိုင်ရာဝန်ထမ်း80ရာခိုင်နှုန်းကစီဒီအမ်မှာပါဝင်ခဲ့ကြတာပါ။ကျမ်းမာရေးဝန်ကြီးဌာနလက်အောက်မှာဝန်ထမ်းပေါင်းတသိန်းကျော်ရှိပြီးအဲ့ဒီပမာဏရဲ့ထက်ဝက်နီးပါးကစီဒီအမ်မှာပါဝင်နေတယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။အာနာသိမ်းပြီးနောက်ပိုင်းစစ်တပ်ကကျမ်းမာရေးဆောင်ရှားမှုမှာပါဝင်နေသူတွေပေါ်တိုက်ခိုက်မှုအကျဉ်းပေါင်း 1594ကျင်းရှိခဲ့ပါတယ်။ကျမ်းမာရေးဝန်တန်းကျမ်းမာရေးဝန်နဲ့136ဦးကိုတပ်ဖြတ်ခဲ့က836ဦးကိုဖမ်းဆီးထားတယ်လို့ဆွစ်ဇာလန်ချီဆိုင်သုတေသနတော်အဖွဲ့တစ်ခုဖြစ်တယ်။ in surgery insight ကဖေဖော်ဝါရီလမှာထုတ်ပြန်ထားတဲ့အစီရင်ခံစာမှာဖော်ပြပါရယ်အပြည့်စည်းများကြားမှာကင်ဆယ်လုပ်ငန်းများဆက်လက်လုပ်ဆောင်နေကြဖို့လိုအပ်နေတဲ့အချိန်ဖြစ်တော့လဲစစ်ကောင်စီစကိုင်းတိုင်းချောင်းမြို့နယ်ပလဲမြို့မကွေးတိုင်းဆလင်းမြို့ရှမ်းပြည်နယ်နောင်ချုံမြို့တို့ကိုလေကြောင်းအသုံးပြုပြီးပုံကျဲတိုက်ခိုက်မှုတွေတော့ဆက်လက်ပြုလုပ်နေရရှိပါရယ်ကျန်းမာရေးဝန်ထမ်းတွေကိုလွှတ်ပေးတင်တယ်လို့ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေပြန်လည်လုပ်ကန်ခွင့်လဲလိုအပ်နေတယ်လို့ဒေါက်တာစိုးသူရာစောကတိုက်တွန်းပါရယ်ဒါကစီဗီအမ်မှာပါဝင်ပြီးနောက်စစ်တပ်ကိုလက်နက်ကင်တော်လန့်နေသူဖြစ်ပါရယ်ဖ တန်းစီထိန်းသိမ်းခံထားရင်ကျွန်တော်တို့ကျန်းမာရေးဝန်ထမ်းတွေကိုချက်ချင်းပဲပြန်လွတ်ပေးတဲ့နေဒါမှသာကျန်းမာရေးကဏ္ဍရဲ့လိုအပ်ချက်တွေဟာကွက်တွေကိုဖြည့်တင်းနိုင်ပါလိမ့်မယ်လို့ဒေါက်တာဆိုသူရာဇော်ကပြောပါတယ်။နေရဲစွန်ခွာထွက်ပြေးနေတဲ့အခြားစီဒီယန်ကျန်းမာရေးဝန်ထမ်းတွေကလုံခြုံရေးအာမခံချက်ရှိရင်မြို့ပေါ်တက်ပြီးကုသမှုပေးနိုင်ပါတယ်။ဒါပေမဲ့လစ်စတက်ကလိုက်ရောနိုင်ကြီးနေပါတယ်လို့၎င်းကဆိုကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။